မင်္ဂလာပါရှင်ရှမ်းရဲကူမီဒီယာကကြိုဆိုပါရစေမြို့ပြစနစ်နဲ့မြေအုံချမှုစီကံစနစ်တကျဖြစ်စေရင်လုပ်ငန်းညီနိုင်စီဝေးကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်မြို့ပြစနစ်နဲ့မြေအုံချမှုစီကံစနစ်တကျဖြစ်စေရင်လုပ်ငန်းညီနိုင်စီဝေးကိုတောင်ကြီးမြို့ရှမ်းပြည်နယ်ဆိုရအဖွဲ့ရုံစီဝေးခမ်းမနိုင်ကျင်းပခဲ့ပါရစေလုပ်ငန်းညီနိုင်စီဝေးတွင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကမြေအုံချမှုနဲ့ပတ်သက်၍စနစ်တကျမရှိသည်ကိုတွေ့ရပါကြောင်း စနစ်တကျမရှိသေးတဲ့အတွက်စစ်ဆေးကြမ်းနိုင်ရန်လှုံ့ထုံလုံးနေများတီစဲဥပဒေဤဥပဒေများပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း လုပ်ငန်းနှင့်ပတ်သက်၍ရှင်းရှင်းလင်းလင်းဖြစ်ရန်နှင့်ပေါင်းစပ်ညီနိုင်ဆောင်ရွက်ရန်အတွက်အစည်းအဝေးခေါ်ယူရခြင်းဖြစ်ပါကြောင်းလုံငန်းများဆောင်ရွက်ရာတွင်တက်မှတ်ထားသည့်ဤဥပဒေလှုံ့ထုံလုံးနေရာတိုင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းမြို့ပြစနစ်တကျရှိရင်းနှင့်တန့်ရှင်းတရားတည်ရမှုရှိရေးကိုစီပင်တရားရေးဌာနမှကိစ္စရပ်များဖြစ်ပါကြောင်း သက်ဆိုင်ရာမြို့ကြီးများတွင်တာဝန်ချဆောင်ရွက်ထားသောလဲအာဏာရှင်များတွေ့ရကြောင်း နိုင်စင်ထွက်ရှိလာသောအမိုက်များဆွန့်ပြနိုင်ရန်အတွက်တရားဝင်နေရာသတ်မှတ်ပေးရန်သက်ဆိုင်ရာတာဝန်ရှိသူများမှဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းကိုရကိုရတန့်ရှင်ရေးအတွက်စနစ်တကျရှိပြီးစီကန်းရှိရန်လိုအပ်ပါကြောင်းတက်တော်မြေများတွင် မိရှု၍ကျူးကျော်မှုများတွေ့နေရပါကြောင်းကျူးကျော်သူများကိုအရေးယူဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းကျူးကျော်များတည်ရှိနိုင်ရန်နေမြေကွင်းဆင်းပေးရန်လိုအပ်ပါကြောင်းမြို့ပြစိမ်းလန်းစုပြေးရေးအတွက်တပ်ပင်များစိုက်ပျိုးနိုင်ရန်အတွက်ချုပ်တင်ပြင်ဆင်ပေးရမည် ည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အဲဒီနောက်ရှမ်းပြည်နယ်ဆိုရအဖွဲ့အတွင်းမူဦးကျော်ကျော်ထွန်းကမြို့ပြစနစ်နဲ့မြေအသုံးချမှုစီကန်းစနစ်တကျဖြစ်စေရင်းနဲ့ပတ်သက်၍ဆွေးနွေးပြီးပြည်နယ်မြေစင်းဦးစီးဌာနပြည်နယ်ဦးစီးမှုကမြေအသုံးချမှုများနဲ့ပတ်သက်၍ရှင်းလင်းခြင်းနဲ့ပြည်နယ်သစ်တော်ဦးစီးဌာနပြည်နယ်ဦးစီးမှုကသစ်တော်နယ်မြေကျိုးဝိုင်းကျိုးပြင်ကာကွယ်သောတဘာဝထိန်းသိမ်းရေးနဲ့နယ်မြေပယ်ဖြတ်စွန့်လွှတ်ရန်ဆောင်ရွက်မြေအခြေလက်များနဲ့ပတ်သက်၍ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။